ုံးရောက်နေလို့ရပါတယ်ဒါတယောက်ကို8000ခွဲပါချမ်းမြာလည်းမအေးပါဘူးကျွန်းပါကေးခင်းပေးထားတာမို့လို့ပါခါတော့၄ရောက်နေတဲ့အခါမှာဈေးနှုန်းကအကုန်တူတူပဲပေါ့နော်တရားကို8000ခွဲပဲဒေဝင်လေးထွက်လဲကောင်းလဲအလင်းရောင်လဲကောင်းကောင်းရတယ်ပြီးတော့သဘောကြီးရဆိုလို့ရှိရင်လဲ1000ခွဲပဲရှိရပေါ့နော်အားလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့တာဝန်မျိုးနယ်မှာအမျိုးသားတည်ထောင်အဆောင်ရှာနေတဲ့သူတွေအတွက်ဒါအမျိုးသားအဆောင်လေးတခုရိုက်ကြမှာဖြစ်ပါတယ်ဟိုကကိုရောက်နေတဲ့နေရာကဒါတာဝန်မျိုးနယ်ဂျီလန်းဆိုရင်ဒါတမိန်ဘေးရန်လမ်းမပေါ့ ဒီလားကြမနောဟရလန်ချိတ်ပေါ့နော်ဒီတော့မှဆိုလန်ဆိုင်မုတ်လေးလည်းရှိတယ်အဲ့ဒီတောင်းဝါတိုက်ဒီတိုက်ပါဒီတိုက်ရဲ့လေးထွာပဲဖြစ်ပါတယ်အဲ့တော့မှတ်တိုင်နေနဲ့ဆိုလို့ရှင်တော့ဒီဘက်မှာတာဝေဈေးမှတ်တိုင်ရှိမယ်ဒီဘက်မှာတော့အတော်ကမှတ်တိုင်ရှိမယ်အဈေးနေနေကတော့တာဝေဈေးရှိမယ်အတော်ကဈေးရှိမယ်ပေါ့နော်အဲ့တော့တွားရည်လာရည်တော့ပြောစရာမလိုဘူးဈေးရတယ်နှစ်ဈေးအောင်ရှိရဲဆိုတော့ကြိုက်တဲ့ဈေးကိုလည်းတွားလို့ရတယ်အဲ့တော့တိုက်ကတော့ဒီတိုက်ပါဆိုတော့အဆောင်အခန်းလေးတွားရှိကြပါမယ်အဆောင်ရပါပြီဒီအခန်းကဒါလေးထွာပေါ့နော်အဲ့တော့ကြည့်လိုက်မယ်ဆိုရင်ဒီဘက်ချမ်းပါတာဝရန္တာပေါ့နော်ဝရန္တာကြီးက အကျယ်ကြီးပဲဒီဝရဏလက်တွေတော့တော်တော်ဝိုင်းနေပြီ။ဆောင်းကဒီအခန်းဒီအရှိမလဲ၃ယောက်လောက်နေလို့ရပါတယ်။ ပြောရှင်တော့ဒီဘက်မှာအခန်းရှိမယ်ပေါ့နော်အခန်းကတော့၃ယောက်နေလို့ရပါတယ်ဒါတယောက်ကို8000ခွဲပါအခန်းထဲမှာဆိုလို့ရှိရင်ဒါမီပလက်ခုံလေးပါမယ်ပြီးတော့အချမ်းမြာလည်းမအေးပါဘူးကျွန်းပါကေခင်းမိတာမို့လို့ပါအခန်းထဲမှာဆိုလို့ရှိရင်ဒီမျိုးပဒင်းမောက်လေးလည်းပါသေးရပေါ့နော်ဒီခန်းကတော့အခန်းကျဲခန်းကတော့၄ယောက်နေတဲ့အခန်းမှာဈေးနှုန်းကအကုန်တူတူပဲပေါ့နော်တယောက်ကို8000ခွဲပဲဒီခန်းမှာဆိုလို့ရှိရင်အခန်းကလည်းနည်းနည်းကျဲတော့မီးချောင်းပါမယ်ပြီးလို့ရှိရင်ဒီမျိုးမီပလက်ခုံပါမယ်ပေါ့နော်ကိုကကို extension book တွေပါရနေတဲ့ပုံလို့ရပါတယ် ီဘက်ချမ်းကအခန်းကလည်းဟိုဘေးကအခန်းနဲ့တူတူပါပဲဒီခန်းနဲ့လေးရောက်ခန်းမှာဒီချမ်းမြာမအေးဘူးအဲ့ဒီကတော်တော်ကောင်းတယ်ကျုံးပါပြီးခင်းတာမို့လို့လေပြီးတော့ဒီတိုက်ကဒေါင်းတိုက်ပေါ့နော်ဒေါင်းလမ်းဒေါင်းမှာရှင်ရတိုက်ဆိုဒီဘေးဘက်မှာလည်းဝရန်တာလေးတစ်ခုပါပါတယ်ဒီအမျိုးသားသီးသန့်အဆောင်မှာဆိုလို့ရှင်ဈေးနှုန်းကတရောက်ကိုတာတသိန်းတောင်မပြည့်ဘူးပေါ့နော်၈တောင်းခွဲပဲရှိရဲနေရာနေထားလဲဆိုလို့ရှင်လည်းအဆင်ပြေတယ်ဒီလမ်းရဲ့ဒီဒေါင်းလေးမှာပဲရှိနေတဲ့အခါကျတော့လေဝင်လေထွက်လဲကောင်းတယ်အလင်းရောင်လဲကောင်းကောင်းရတယ်ပြီးတော့စပေါ်ကြီးရဆိုလို့ရှင်လည်းတသောင်းခွဲပဲရှိရဲပေါ့နော်အဲ့တော့ အရန်မများပါမာနာလို့လည်းပြောလို့ရတယ်ပြီးလို့ရှိရင်ဟိုကိုကအကြောင်းလို့ဆုံးညာတစ်ခုကြောင့်မနေဖြစ်တော့ဘူးဆိုလို့ရှိရင်လည်းအဆောင်ပိုင်းရှင်ကိုတပတ်ပဲကြိုပြောရင်ရပါတယ်အခုဒီနေရာကတော့ဒါမီးဖို့ကြောင်ပေါ့နော်မီးဒီပြောရတော့ဒီအဆောင်ကအသက်ဆိုတဲ့အခါကျတော့ဟိုပြင်းနေစင်နေတော့မို့လို့ထမင်းစားစပွဲတွေပါရတော့မထက်ရသေးဘူးထက်ပေးမယ်လို့ပြောတယ်ဒီနေရာမှာထမင်းချက်စားလို့ရတယ်ရေဖို့မီးဖို့ကအပီးစီးဆိုတော့ကိုပုဒ်ကကိုအဲစိတ်ကြိုက်ထမင်းချက်စားလို့ရပါတယ်ပြီးတော့ဒီဘက်ချမ်းမှာကတော့ဒါဘေးစင်ရှိမယ်အာ toilet ရှိမယ်ပြီးရင်ဒီဘက်ချမ်းမှာတော့ရေချိုးခန်းမှာ ဟွန်းရေရှိုးထားရလဲရေပန်းတော့ရှိသေးတယ်အုတ်ကန်နဲ့အပေါ်မှာလည်းတိုင်းကြီးပါတယ်အဲဒီမှာချက်မှာလည်းနောက်ဖေးဝရဏလည်းပါပါတယ်အဝိုးတွေပါပစိုးတွေပါလည်းဒီမှာနှမ်းချင်နှမ်းလို့ရပါတယ် အခုဒီတာဝန်မြေနယ်မှာရှိတဲ့အမျိုးသားတည်တံ့အဆောင်လေးမှာဆိုလို့ရှိရင်အချမင်းဟင်းနဲ့ချက်စားလို့ရတယ်ရေဝုံမီဘိုးကလည်းအပီးစီ wifi လည်းပါမယ်ရေတန့်လည်းပါမယ်ပြီးတော့ air scene လည်းတိုင်ပေးတယ်အဆောင်လားကဆိုလို့ရှိရင်လည်းဒါတသိန်းတော့မပြေဘူးပေါ့နော်ဒါ10000ကျွဲပဲရှိရဲဆိုတော့ဒါတာဝန်မြေနယ်မှာဒါအမျိုးသားတည်တံ့အဆောင်ရှာနေတဲ့သူတွေအတွက်ကတော့အရင်အဆင်ပြေတဲ့အဆောင်လေးဖြစ်မှာပါဆောင်းတဲ့တင်နေရဆိုလို့ရှိရင်လည်းဒါတာဝန်မြေနယ်သမိန်ဘရန်လမ်းမပေါ်မနောဟရလမ်းထိပ်မှာရှိပါတယ်အဲ့တော့ဒီဆောင်မှာနေဖို့တည်းစိတ်ဝင်စားရဆိုလို့ရှိရင်တော့ အခုပြတဲ့ဖုန်းနံပါတ်လေးတော့ဆက်သွယ်လို့ရပါရှင်ဒါဝန်ကတို့ကဒါရန်ကုန်မှာအဆောင်ရှာနေတဲ့သူတွေအတွက်အဆင်ပြေပြေနဲ့နေလို့ရအောင်လို့အဆောင်တွေကိုလိုက်ပြီးတော့ရိုက်ကူးတင်ဆက်ပေးနေရဖြစ်ပါတယ်ရှင်အဲ့ဆိုရင်နောက်အပတ်တွေမှာဘယ်အဆောင်တွေလိုက်ပြီးတော့ရိုက်ကြအောင်လဲဆိုတာစောင့်ကြည့်ပေးကြပါအောင်ရှင်